ောင်သရုပ်ဆောင်ဖြစ်ပြီဆိုတဲ့အချိန်တည်းကကျွန်တော်အဲ့လိုကြံဆိုပွဲတွေလိုက်ဆိုတယ်မန်ဒတ်တွေလိုက်ဆိုတယ်ကိုသားကြီးရှိတယ်ရပါဘောအကိုအကိုရှိတယ်ရကျွန်တော်မန္တလေးမှာအကိုနဲ့တူတူဆိုတော့ကျွန်တော်ရမ်းပြီးတော့အကိုပါရအဲ့တော့အကိုနောက်ကလိုက်ဆိုရတာဗောဟုတ်တယ်အကိုနဲ့ပတ်သက်တော့လွမ်းစရာတွေကတော့အကုန်လုံးပေါ့ဒါပေမဲ့ မန်လေးမှာဆိုရင်တကြံပေါ့မင်းမျိုးမှာဆိုရင်ကျွန်တော်တို့တီးတီးမြမဟိုတယ်ပေါ့ဒီခေတ်ကြီးမှာပတ်စံနဲ့ဝယ်လို့မရတဲ့အရာဆိုတာမရှိသလောက်ရှားပါနေမရောဆိုလို့ရှိရင်ဥပမာတစ်ခုလောက်ပေးကြည့်လိုက်ငါရောက်ဝယ်ပြအပွင့်မအောင်ကျွန်တော်အထုတ်ဆွဲပါမိမျောလေအဲသူကဟာတာကလည်းမဟုတ်ဘူးတရေကလည်းမဟုတ်ဘူးဘာကလဲလို့ပြောရတော့ခက်တာပါနော်မောင်နှမတန်ရောင်းတဲ့နေပါတယ်ဒရမာတွေပါတယ် အဲနောက်တရေ6တာလေးပါတယ်ရည်စရာလေးတွေပါပေါ့ရသဆုံးမဟုတ်ပကြံတော့တော့ကျွန်တော်ရိုက်ထားမရှိပြအခုလောလောဆယ်တော့ကားဆက်ပေါ့ကျွန်တော်ဇလန်တွဲနှစ်ခုပြီးထားရှိတော့အဲဇလန်တွဲနှစ်ခုထိုင်ဆက်ဟုတ်ပကြံကတော့မရတယ်ဇလန်တိုင်းမှာအများဆိုတော့တိုးဆောင်နေတယ်နော်ကျွန်တော်တကြံကတိတ်အများကြီးတော့မရိုက်ဘူးဟုတ်ကျွန်တော်တို့ခက်ကကျွန်တော်တကြံကားဆိုလို့ရှိရင်လည်းတကြံနဲ့ပတ်သက်အဲ့လိုအပျော်ကားတိတ်မရိုက်ဘူးတကြံနဲ့ပတ်သက်ပြီး drama တွေဥမျိုးမင်း အဲဦးမျိုးမရိုက်တဲ့အဲအိမ်မက်နဲ့လက်တကန်းအဲ့လိုလိုပါအောင်ညာဘူးအဲ့ဒါမျိုးကြအဲဒီကြံနဲ့ပတ်သက်တဲ့ drama ပေါ့နော်အဲ့လိုအပျော်ဆိုရင်တော့ကျွန်တော်ဇလန်တွေအနေနဲ့အဲဖီကျုံနိုင်တို့ကြံဆိုတာအာကေဗင်ဂိတ်နဲ့ရိုက်ပြီးအဲဇလန်အတူဇလန်တွေအတူလေအဲ့ဒါတခုပဲရိုက်ပြီးဟုတ်မရှိဘူးကျွန်တော်အဲ့လိုမျိုးအဲတကြံဆိုကိုယ်တိုင်ပဲပျော်ကြင်တယ်မရိုက်ကြင်ဘူးဘယ်လိုရအောင်ပျော်ပျော်ခဲ့ရတယ်ငယ်ငယ်တော့အရင်တော့ကိုယ်တော့ဖြစ်နေငယ်ငယ်တော့ ပျော်ခဲ့ရတယ်ဆိုတာအဲပတ်စံရှာတာပေါ့နော်တရုတ်ဆောင်တရုတ်ဆောင်ဖြစ်ပြီဆိုတဲ့အချိန်တည်းကကျွန်တော်အဲ့လိုတကြံဆိုပွဲတွေလိုက်ဆိုတယ်မန်ဒတ်တွေလိုက်ဆိုတယ်ဆိုတော့တကြံအဲ့လိုလဲပြစ်တယ်ဆိုတာရှားပါတယ်ဟုတ်မန္တလေးမှာများတယ်မန္တလေးမှာကျွန်တော်၄နှစ်၅နှစ်လောက်ဇက်တိုက်သွားပြီဟုတ်ကိုတိုင်းရှိတယ်ရပါဘောအကိုအကိုရှိတယ်ရကျွန်တော်မန္တလေးမှာအကိုနဲ့တူတူဆိုတော့ဟုတ်အဲ့လိုပဲကိုတို့ကအဲ့လိုကူးတော့ပါခဲ့ရတာလေးရှိတယ်အကျွန်တော်တို့ကမန္တကူးတာနည်းတယ်ဗျာကျွန်တော်အဲ့လိုမန္တလေးအထိုင်မန္တဆိုတာများတာဟုတ်အဲ့တော့မန္တလေးတ ပူတယ်မန္တလေးစကြံကကျွန်တော်ထင်တာကမန္တလေးစကြံအဲ့လိုမျိုးစကြံနားနီးလို့ရှင်အဲ့လိုလေလေတာကြမ်းကြမ်းတိုက်တယ်မော်တာရွာဟုတ်ဟုတ်တယ်အဲ့လိုလေလေဒီကြမ်းတိုက်တာဂျုံမန်တပ်ပြူတဲ့အထိတိုက်တာမျိုးဂျုံဘူးတယ်မန္တလေးနှစ်နှစ်သုံးနှစ်လောက်ဇက်တိုက်ဂျုံဘူးတယ်ဟုတ်ဟုတ်တယ်တချို့မန်နက်တွေအဲ့လိုမန်နက်ဆိုင်ပုတ်တွေပြိုတာတွေကျွန်တော်မြင်ဘူးတယ်မန်လေးမှာဟုတ်ဟုတ်ကဲ့ဘလို့တော့ပေါ်ပါမန်နက်တွေတွေတကယ်လို့အားပေးရဆက်ရကျွန်တော်ရာမပြောအကိုပါရောအဲ့တော့အကိုနောက်ကလိုက်ဆိုရတာပေါ့ အကိုရှိတော့မန်လေးမှာပဲဆိုပြတာဗျာရန်ကုန်မှာဖျော်ပြေးနေတယ်ရန်ကုန်မှာလို့တကယ်ချင်းမန်းတက်သွားတာတော့ပဲရှိရဟုတ်အဲ့တော့အကိုကကျတော့ဟုတ်တယ်ကိုသားကြီးရဲ့မန္တလေးပြည်သက်ကပုံများဟုတ်တယ်အကုံနဲ့ပတ်သက်တော့လွမ်းစရာတွေကတော့အကုန်လုံးပေါ့ဒါပေမဲ့မန္တလေးမှာဆိုရင်တကြံပေါ့မင်းမျိုးမှာဆိုရင်ကျွန်တော်တို့တီးတီးမြတ်မြတ်ဟိုတယ်ပေါ့ဟုတ် မြားအကူကမန္တလေးမှာကြာတကြံကြများဟုတ်အဲ့ဒါတော့ပြီးကြမှာပါအခုတချို့ဗီဒီယိုဖိုင်လေးတချို့ကလေးဆိုပြန်တက်တာလေးတောင်ရှိရဲဆယ်လေးနော်အခုပြိဿတ်တွေကတော့အခုချိန်ကြီးအတူချစ်ကြတယ်အားပေးကြတယ်လွမ်းနေကြတယ်ဆိုရယ်အဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကိုယ်တိုင်ရောကိုတိုင်နောက်လည်းညနေဘယ်လောက်တောင်ပွင့်ခဲ့ရသေးလဲမပွင့်ပါဘူးကျွန်တော်အထုပ်ဆွဲပါ